ဒီနေ့ကတော့ပဲပြတုံလေးတုံမှာဖြစ်ပါတယ်ပဲပြကတော့ဒီမှာလွယ်တကူဝင်လို့ရတဲ့ကြော်ပြီးသားပဲပြလေးကိုတုံထားတာဖြစ်ပါရဲ့ရှင်ကဲပဲပြလေးနေပြီးတော့ပိတ်ဆိုရင်တော့သခွားလေးနေပြီးထဲမှာဖြစ်ပါလေရှင် သခွားသီးလေးတွေရပြီဆိုရင်တော့ခါကျုပ်လေးကိုချစ်လေးနဲ့အမြင်လေးချစ်ပြီးနည်းနည်းထည့်ပါမယ်ရှင်ကျွန်တော်အနေနဲ့ခရမ်းကျင်ဒီပါပါလိထတာလေးလည်းထည့်ထည့်ပါမယ်ရှင်နန်းနေပင်သုံးမဟုတ်လျှောက်ရလင်ထည့်လို့ရပါတယ်ကျမတို့ကတော့မထည့်တော့ပါဘူးရှင်ပြီးရင်တော့ချစ်တော်နီစီတက်ထားတဲ့စီချက်လေးထည့်ပါမယ်ရှင်အရသာအတွက် ပဲမော့အနေငယ်ရယ်စားရယ်စက်သားမုတ်ရယ်အချင်းအတွက်ကတော့မကြီးကြီးလေးနည်းနည်းနဲ့တက်မြသေးလေးညစ်ပါမယ်ပြီးရင်အဆက်အတွက်ညုတ်ဒီအကြက်မုတ်လေးနည်းနည်းထည့်လိုက်ပါမယ်ရှင်မြပြာကြီးလေးလေးနည်းနည်းထည့်ပြီးတော့တမအမူလိုက်ပါတော့မယ်ရှင်အခုဆိုရင်တော့အနံ့ရတာနဲ့ပြည့်စုံတဲ့ပဲပြားတုတ်လေးကိုရရှိသွားပြီဖြစ်ပါတယ်ရှင်อืมခေါင်း ရှိရှိအားပေးလို့ကျေးဇူးတင်ပါတယ်ရှင်